င်္ဂလာပါဖိုဘောရီဗျူးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့အတော့ကြလေးပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့အထိတ်တန်းလေးပွဲစဉ်စုစုပေါင်း၄ဝရှိတယ်ပေါ့နော်အဲ၄ဝကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့အသုံးသပေးမှာပေါ့နော်အဲ့တော့ဟုတ်ပြီဒီနေ့ညရဲ့ဒါပရမောက်ဆုံးပွဲစဉ်တပွဲအနေနဲ့ဆိုလို့ရှိရင်ဒီနေ့ညဒါနှစ်နိုင်မှာကစားမဲ့ဘွန်ဒလီကာပွဲစဉ်တပွဲဖြစ်တဲ့ဒီစိန့်ပေါ်လီနဲ့ဟော်ဗန်ဟိန်းတို့ရဲ့ပွဲစဉ်ကိုဒီနေ့မှာပရမောက်ဆုံးတပွဲအနေနဲ့ကြိုပြီးတော့အသုံးသပေးမှာပေါ့နော် ောက်ပြီးအဲ့ဒီပွဲစဉ်အကြီးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင် Saint Pauli အသင်းက level 45ပြားရှုံးဆိုပြီးတော့ကြီးထတာတယ်ပြီးတော့ Go Hawk အနေနဲ့ဆိုလို့ရှိရင်နှစ်ဂိုးသွင်းရင်ပြား60ရှုံးမယ်ပေါ့နော်အဲ့တော့ဒီ Hoffenheim အသင်းကနောက်ဆုံး၃ပွဲဆက်တင် Hoffenheim အသင်းရနောက်ဆုံး၃ပွဲဆက်တိုက်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင် go out ခဲ့တော့တွေ့ရတယ်ပြီးတော့ Saint Pauli အသင်းကစားခဲ့တဲ့ဒါ Bundesliga နောက်ဆုံး6ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲဒါ ဒီ twin go အနေနဲ့ဆိုလို့ရှင်2 go တောင်မဟုတ်2 go တက်ကိုနည်းခဲ့တာကိုတွေ့ရတယ်။ပြီးတော့ဒီယာဒီမှာကစားခဲ့တဲ့စိန့်ပေါ်လီတင်းရဲ့ဒါဒီဘွန်ဒက်လီကာပွဲစဉ်နေမှာဆိုလို့ရှင်လည်း82အရာခံတော့ကဒီ twin go ကြီးနည်းခဲ့တယ် go ောက်ခဲ့တာကိုတွေ့ရတယ်ပေါ့နော်။အဲ့တော့ဒီနေ့သင်းပထမရဲ့ပထမအကြော်ထိတဲ့တွေ့ဆုံမှုတော့လည်းကိုးအောင်ခဲ့တယ်။နေ့သင်းလုံးရဲ့လက်ရှိဖောင်နဲ့အချက်လက်တွေရကျွန်တော်ပြင်ကြည့်ဒီပွဲကကိုးအောင်နိုင်ခြင်းချန့်များရယ်ပေါ့နော်။ပြီးတော့စိန့်ပေါ်လီတင်းနောက်ဆုံးကစားခဲ့တဲ့၁၂ပွဲမှာဆိုလို့ရှင်လည်း၁၂ပွဲက ကိုောက်ခဲ့ဆိုတော့ဒီပွဲမှာကျွန်တော်တို့ကိုောက်ကိုကြိုက်တယ်ဗောနော်ဟုတ်ပြီအဲ့တော့ဒါဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်ဟော်ဗန်ဟင်းကိုကြိုက်တယ်ဗောနော်ဟော်ဗန်ဟင်းကအဝေးကွင်းပြိုင်ပွဲဆုံးနောက်ဆုံးအဝေးကွင်း၅ပွဲမှာဆိုလို့ရှိရင်၅ပွဲမှာဆိုလို့ရှိရင်နိုင်ပွဲ၄ပွဲတိတိရတယ်စိမ်ပေါ်လီအနေနဲ့ကကျတော့နောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်သူတို့နိုင်ွယ်လုံးဝမရသေးဘူး၄ဝက်တိတိရှုံးနေပါတော့ပြီးတော့စိမ်ပေါ်လီကဒီသူတို့ရဲ့ဒီအိမ်ကွင်းဘွန်ဒလီကနောက်ဆုံး6ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လေ လေးဝက်ရှုံနဲ့တဝဲတီကြားခဲ့ရအောင်တွေ့ရပြီဗောနော်ပျော်ပိုင်းကဘွန်းဒလီကနောက်ဆုံးလေးဝက်စတိုက်ရှုံပွဲမြည်ကစားထားတယ်ဒီနှစ်ပွဲနိုင်နှစ်ပွဲတီကြားတယ်ဗောနော်ပျော်ပိုင်းကဒါအဝေးကွင်းနောက်ဆုံးလေးပွဲမှာဆိုလို့ရှင်လဲဒါသုံးပွဲတီနိုင်ခဲ့တယ်တဝဲပဲရှုံခဲ့ရအောင်တွေ့ရပြီဗောနော်အဲ့တော့ဒီပွဲမှာဒီ level တည်ကြရင်45ပြားအထိတိရှုံးမဲ့စိတ်ပေါ်လီတဲ့ဆိုင်ကျွန်တော်ဒီနေ့ပွဲစဉ်မှာဒါဟော့ဖိုင်းအင်းတင်းကိုဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှင်ဒါရွေးချယ်ပြီးချင်တယ်ဗော။ ဟုတ်ပြီတော့ဒီနောက်ထပ်တပွဲကကျတော့အီတလီစီးရီးပေါ့နော်ဒီနေ့ည2:55မှာကစားမယ်ဂျီနိုဝါနဲ့လက်ချီတို့ရဲ့ပွဲစဉ်ပေါ့နော်အဲပွဲစဉ်ရဲ့ဂျီးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်တော့ဂျီနိုဝါက level 90ရှုံးမယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှင်နှစ်ဂိုးသွင်း10ပြားရမယ်ဆိုပြီးတော့ဂျီးထွက်တယ်ပေါ့နော်အဲ့တော့ဒီဂျီနိုဝါတင်းနောက်ဆုံးကစားရဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်ရင်သူတို့တန်းစင်းစုံနာကဒါကက်ဂလီလာရီအသေးနဲ့ကစားတယ်တစ်ဖက်တစ်ခုစီတေးကြခဲ့တယ်ပေါ့နော်တစ်ဖက်ကလက်ချီကိုကျွန်တော်ပြန်ကြည့်ရင်သူတို့လည်းပဲတန်းစင်းစုံမှာရောက်နေတဲ့အသင်းပေါ့နော်နောက်ဆုံးကစားရဲ့ပွဲစဉ်တော့ ူ AC Milan နဲ့ကစားတယ်3-2နဲ့ရှုံးခဲ့တယ်ဘာမှမလို့အဲ့ပွဲစဉ်မှာလက်ချီတို့ကဒါတော်တော်လေးကိုယုံကြည်မှုအသင်းတို့ကယုံကြည်မှုပို့ပြီးတော့ရစေခဲ့တယ်ဗောနော်ဒီ AC လိုအသင်းကိုလက်ချီကသူတင်ကိုတင်ကစားနိုင်ခဲ့တယ်ပြီးတော့2-0နဲ့တော့စပြီးဥဆောင်နိုင်ခဲ့တယ်အနိုင်ရဖို့လက်တကန်းလိုရောက်ခဲ့ရဆိုပေမဲ့လို့ဒါပေးကိုကြီးပြန်ပြီးခွင့်ပြုပေးခဲ့ရပြီးတော့3-2နဲ့ရှုံးခဲ့ရဆိုတော့လက်ချီကလည်းလုံးဝကိုရှော့တက်လို့ရတဲ့အသင်းမဟုတ်ဘူးဗောနော်လက်ချီအသင်းကစားရရင်နောက်ဆုံး ၃ဘွဲစားရိုက်ကိုကျွန်တော်ပြင်ကြည့်တယ်။၃ဘွဲလုံးလက်ချီရှုံနေ။နောက်ဆုံး၅ဘွဲကိုကျွန်တော်ပြင်ကြည့်လို့ရှိရင်နောက်ဆုံး၅ဘွဲမှာလက်ချီကလုံးဝနိုင်ဝဲမရသေးဘူးပေါ့နော်။ပြီးတော့ဒီနေ့မှာတို့တစ်ဖက်ကရင်ဆိုင်ရမယ့်အတင်းကဂျီနိုဝါပေါ့နော်။ဂျီနိုဝါကအင်ကွင်းမှာလုံးဝပုံစံကောင်းနေရနေတဲ့အတင်းဖြစ်တယ်။ဒီအင်ကွင်းနောက်ဆုံး၄ဘွဲမှာဆိုလို့ရှိရင်လည်း၃ဘွဲတိတိကလင်းရှိရထားတဲ့အတင်းပေါ့နော်။အဲ့တော့လက်ချီကလက်ရှိမှာဆိုလို့ရှိရင်တန်းစင်းစုံနဲ့ရှာမှတ်၃ဘွဲပဲကွာတဲ့အနေထားမှာရှိတယ်ပေါ့နော်။ အဲ့တော့ဒီမှတ်တမ်းတွေအချက်လက်တွေရကျွန်တော်ပြန်ကြည့်လို့ရှိရင်ဂျီနိုဟာကတော့ဒီလက်ချီထက်ကိုပိုပြီးတော့တာလုံနေမဟုတ်တော့ဒါမှမဟုတ်ကျွန်တော်ကတော့ဒီလက်ချီရဲ့တန်းစင်းစုံယုံအောင်နည်းနည်းတော့ယုံကျင်တယ်လက်ချီဒီဘွဲမှာဒီမရှုံးအောင်တော့ဒူဂျီနိုဟာကိုထိန်းကစားလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘောနော်အဲ့တော့တည်ကြရင်ပြား80တိတိရှုံးမဲ့ဂျီနိုဟာထက်ဆိုင်ကျွန်တော်ဒုတိယဘွဲမှာကျွန်တော်လက်ချီအတင်းကိုရွေးချယ်ပေးမှာဘောနော် ဟုတ်ပြီအဲ့တော့ဒီနေ့ညရဲ့ဒါတတရမြောက်ပွဲစဉ်ကတော့ဒီနေ့ည2:55မှာကစားမဲ့ Nice နဲ့ဒီ O'Hare အသင်းတို့ရဲ့ပွဲစဉ်ပေါ့နော်ယင်းဒီ League 1ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့ဂျီကိုကျွန်တော်ပြန်ကြည့်ရင်တော့ Nike ကတကိုးသွင်းရင်ပြား30ရမှာဆိုပြီးတော့ကြီးထက်တယ်ပြီးတော့ goal ပေါင်းနေနေဆိုလို့ရှိရင်၃ကိုးသွင်းရင်45ပြားရမှာပေါ့နော်အဲ့တော့ Nice အသင်းကသူတို့ကစားရဲ့အိမ်ကွင်းနောက်ဆုံး6ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်10ပွဲကသူတို့ရဲ့တိုက်စစ်ကအတွင်းကိုအနည်းဆုံး2ကိုးတိတိရအောင်အတွင်းတက်တာကိုတွေ့ရတယ်ပေါ့နော်ပြီးတော့ဒါသူတို့အသင်းကစားခဲ့တဲ့ ဒါပြည်သိလီကူဝမ်ရဲ့အိမ်ကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်း၁၁ပွဲမှာသူတို့ရှုံးခဲ့တာတပွဲပဲရှိရပါတော့။ပြီးတော့တပတ်ကအူဟီရီအသင်းကိုကျွန်တော်ပြန်ကြည့်နော်။သူတို့ကစားရတဲ့နောက်ဆုံး14ပွဲမှာဆိုလို့ရှိရင်6ပွဲကသူတို့ရဲ့တိုက်စစ်ကဂိုးမရခဲ့ဘူး။ပြီးတော့သူတို့ကစားခဲ့တဲ့အဝေးကွင်းနောက်ဆုံး12ပွဲမှာဆိုလို့ရှိရင်8ပွဲတိတိရှုံးထားရပါတော့ night ကအကြတော့ဒါပြင်းသီးလီဝန်ရဲ့နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်9ပွဲ5ဝတီတီရတယ်ပြီးတော့3ရဲ့အိမ်ကွင်းနောက်ဆုံး4ပွဲမှာဆိုလို့ရှိရင်လည်း3ပွဲကဒါ clean sheet ရယူထားနိုင်ရဲ့ဆိုတော့ဒီပွဲမှာ night တင်းုံသဘောကြတယ်ဒီတစ်ဖက်က ohiri အသင်းုံသူ1 c 2 c လောက်တော့အနိုင်ကစားနိုင်လိမ့်မယ်ထင်တယ်ဘောနော်အဲ့တော့ဒီနေ့ဒါတတိယမြောက်ပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်ဒီသကိုးသွင်းပြားနဲ့ ပြားနဲ့ဆယ်ရမယ်ဆိုပေမဲ့လို့ကျွန်တော် night အတင်းရွေးချယ်ပြီးခြင်းနေပါတော့ဟုတ်ပြီတော့ဒီနေ့ညရဲ့ဒါနောက်ဆုံးပွဲစဉ်ပါတော့ဒီနောက်ဆုံးပွဲစဉ်၄ပွဲမြောက်ပွဲစဉ်ကတော့ဒါစပိန်လာလီကပွဲစဉ်ပါတော့ဒီနေ့ည၂နာရီပွဲမှာကစားမဲ့လက်ပါမတ်အတင်းနဲ့အလာဘတ်တို့ရဲ့ပွဲစဉ်ပါတော့အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်အလာဘတ်က level 20ရှုံးပြီးတော့ go bound နေနဲ့ဆိုလို့ရှင်2 ठी ပေါ့နော်ငကိုးသွင်းတည်ရကြမစိုးပြီးကြေးထက်တယ်အဲ့တော့ဒီနဲ့တင်းလုံးကလက်ရှိ La Liga ရဲ့ဒီတန်းစင်းစုံမှာရှိနေတဲ့အသင်းတွေပေါ့နော် La Palma က La ပြောလို့ရှင်2025ခုနှစ်အတွင်းမှာဆိုလို့ရှင် Charlotte တွေသူတို့တင်းတော်လေးကိုစိုးတယ်ပြိုင်ပွဲစုံ10ပွဲမှာဆိုလို့ရှင်လက်ရှိပွဲတိတိရှုံးခဲ့တာကိုတွေ့ရတယ်ပေါ့နော် ပြီးတော့သူတို့ရဲ့အိမ်ကွင်းမှာကစားခဲ့တဲ့ပြန်ဝဲအဲလာလီဂါပွဲ20ကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေသူတို့နိုင်ခဲ့တာဒါ3ပွဲပဲရှိခဲ့တယ်ဗောနော်တစ်ဖက်ကလာဘတ်ကတော့လက်ရှိမှာဆိုလို့ရှင်အဲဒီလက်စပါမန်အတင်းနဲ့ကစားခဲ့ရဲ့နောက်ဆုံး2ပွဲမှာ2ပွဲလုံးအလာဘတ်မရှုံးသေးဘူးပြီးတော့လက်ပါမန်ရဲ့ကိုင်းမှာသွားကစားခဲ့ရဲ့နောက်ဆုံး4ပွဲမှာဆိုလို့ရှင်4ပွဲလုံးအလာဘတ်ကလက်ပါမန်မရှုံးဘူးဗောနော်ပြီးတော့လက်ပါမန်အတင်းကဒါသူတို့ကစားခဲ့ရဲ့အိမ်ကွင်းနောက်ဆုံး4ပွဲမှာဆိုလို့ရှင်ရှုံးပွဲ3ပွဲတိတိ ရှိထားခဲ့တယ်ပြီးတော့သူတို့ကစားခဲ့တဲ့နောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်လည်းလုံးဝနိုင်ပွဲမရသေးဘူးပေါ့နော်အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်အလဘတ်လေဘက်ကနေ11 20ရှုံးပေါ့နော်ရှုံးဒါမှလို့ကျွန်တော်အလဘတ်ကိုသဘောကျတယ်အလဘတ်တည်ကြရင်တော့ပြားနေဆယ်ပဲရှုံးမယ်ဆိုတော့ဂျီထူမှာလဘတ်မတ်ကိုအလဘတ်အနေနဲ့မရှုံးအောင်ကစားနိုင်လိမ့်မယ်လို့ထင်တာကြောင့်ဒါနောက်ဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်အလဘတ်အသင်းကိုရွေးချယ်ပေးမှာပေါ့